ကဲဒါတော့မဟာမြမှုနိဘုရားကြီးအရှိတ်ဆောင်တဲ့အလေခါဖြစ်နေရပါဗျာဒီမြောက်ဖက်မုတ်ကနေမြောက်ဖက်ကိုရေရနာစကန်နေဝင်လာရင်ကာလမိုက်ရှိတယ်ဒီကာလမိုက်ရနေဆောင်းနှံအတိုင်းဝင်သွားပြီဖျားဖုလို့ရပါတယ်နော်အဲ့ကာလမောက်ကိုမိုးထားတဲ့ဆောင်းနှံကြီးပြုတ်ကျသွားတာအခုတော့ရှင်းလင်းပြီးတော့ပါပြီကအခုမြင်ထားတဲ့မြင်ဝင်ရတော့ခါဖြစ်ဆောင်းနှံကိုရှင်းလင်းထားတဲ့အနေထားပါနော် အဲ့ဒီခါပြတ်ဆောင်းတိုင်းကြီးတို့ကြာသွားတဲ့ဗီဒီယိုဖိုင်လည်းတိတက်ပြပေးပါမယ်။အားတော့ရှင်းလင်းပြီးတဲ့မြင်ဝင်းလေးကိုတွေ့ရတာပါနော်။ကျွန်တော်ရှင်ရလူရောနှစ်ယောက်ကြံနေတယ်။ရှိတယ်ရှိတယ်။ဟောဒီမှာပြန်ညာနေနေရ။အဲဒီကနေပြီးတော့ဖျားဘူးတွေဟာ ဒီဆောင်းနှနိုင်ဝင်ပြီးတော့ဖះဖူးကြရတာဒါကတော့ဖះဖူးတွေမရှိလို့ရှင်းနေတဲ့အချိန်ပေါ့ကဲမာမုန်နေဖះကြီးကိုငလင်ကလာအတွင်းမှာအများပြည်သူဖူးရအောင်အဝေးကနေရိုက်ကူးပြတ်တာပြေးပါမယ်အခုအရှိဘဆောင်းနှန်းကနေဝင်လာပါတယ်တင်းလင်းပြီးထားတဲ့လေထားလေးပါနော်ဆိုင်ငန်းတွေလည်းပစ္စည်းတွေအကုန်လုံးရှင်းလင်းပြီးကြပါပြီ။ဆိုင်ငန်းနာမည်အတိအကျနဲ့ပုံပစ္စည်းတွေပြောင်းတလင်းခါနေပြီပေါ့နော်။ ခုရိုက်နေတာကတော့တောင်ပချံဆိုင်ငန်းနေပေါ့ဗျာခုရိုက်နေတာကတော့နောက်ဖက်ချံဆိုင်ငန်းနေပေါ့ရှေဆောင်ရဲ့ဝဲရပေါ့ဗျာကဲဟိုရှိမှာတော့လူတွေတွေ့ပါဦးနော်အဲဖျားဖူးနေတဲ့သူတွေလက်ချင်းရှိမယ်လုံရွေးဝန်းန်းနေလက်ချင်းရှိမယ်ငလျင်ကာလမှာအများပြည်သူတွေဖျားဖူးလို့ရအောင်သင်ပြနေတာဖြစ်ပါတယ်အဲအလားတော့မောဦးအဝရွှေပိန်းချထားတဲ့နည်းနည်းချက်တွေတူကြထားတဲ့အနေအထားပါနော် တိုင်ကြီးတွေကတော့အကြီးကြီးတွေပါဗျာဒုတွေကတော့အကောင်းပါတယ်။ဒါတွေကတော့အပူတွေပြင်းပြင်းစင်းနေကြတဲ့အလုပ်သမားတွေပါဗျာ။ကဲဒီဘက်မှာအလွာမှာကွာကြနေတာရှိတယ်။အားလုံးကမန်စီရှစ်ချတယ်။ဟိုမှာဆိုရင်ကွာလူကွာကန်နေလို့အောက်ပြုတ်မကြအောင်တမပါပဲကွာနေတယ်။ဒီကွာတော့တစ်တက်တက်နေကြတာပါဗျာ။ ကဲဟာလုံရွေးဝန်တော်နေလိုက်ပြန်ဘုရားကြီးပြိဘုံတို့မြားတဲ့အပြည့်အစုံမြင်ကွင်းလေးပါကအားတော့အပေါ်ပေါ့မဖြစ်သလောက်သေးသေးပါဗျကဲနေတဲ့အတိုင်းပါဗျကဲအဲ့ဒီမှာစစ်စေးမြင်နေရတဲ့အနေအထားလေးကတော့ရွှေချွတ်ပြီးသားပါဗျာရွှေချွတ်ထားတာပေါ့။အပြုတ်ပြင်မအောင်လို့ရွှေအရင်ချွတ်တဲ့ဘောပေါ့။ကဲဟဲ့လှုပ်သားတွေကတော့ညှန်းစင်ထားတော့ရွှေလှုပ်သားတွေရွှေချွတ်ဖို့အတွက်ညှန်းစင်ထားတာဖြစ်ပါတယ်။ကဲဒါတော့ ရုပ်ပွားတော်ရဲ့တောင်ဘက်ပေါ့ဗျာရုပ်ပွားတော်ရဲ့လက်ရကတိုင်ကြီးတွေကတော့အင်မတန်ထူပါတယ်ဆရာဝန်ကလေးနဲ့ခဏနိုင်တော့နေထားလေးကိုတစ်ချက်ရှိုးလိုက်ပါဗျာအားတော့ရုပ်ပွားတော်ရဲ့လက်ရပချမ်းကနေဖူးတွေ့နေရတာဖြစ်ပါတယ်အဲ့ညာစင်နေတာတော့ရွှေချုပ်ဖို့ဖြစ်ပါလေပြင်ဆင်ရမယ့်နေရာတွေမှာရွှေအရင်ချုပ်ပြီးတော့မှနောက်မှပြင်ဆင်တာပြင်ဆင်ပြီးမှဖြစ်တင်ကန်းပြတ်ကတ်မှာပါနော်ကဲအပြည့်အစီအပိုင်းစာလေးတွေအဲ့ဒီမှာဗျာ ခေါင်းမိုးတစ်ချက်ရှိုးလိုက်တော့အရန်စည်ဒီပြိုတဲ့အပိုင်းစတွေကခေါင်းမိုးပေါ်မှာကျပါရယ်နော်အဲ့ခေါင်းမိုးပွက်ထွက်သွားပါလေအခုမြင်ရတာတော့အရန်စည်ဒီပြိုကျတဲ့အုပ်ပုံတွေပါလေကြဒါလေးကတော့ထီတော်နေပါနော်ဘုံကတော့ရှင်ပိန်းချထားတာပုံမှာတပေါက်ပါပေါ်မှာတော့ပေါ့ပါအဲ့ဒီမှာလည်းအရန်စည်ဒီပြိုကျတဲ့အပြက်စည်းလေးအပိုင်းစလေးရှိပါတယ် ကဲအခုမြင်ပြနေရတာကတော့မဟာမြတ်မုနိရုပ်ပါတော်ရဲ့ကြောဘက်ပါဗျာကြောဘက်ကတော့ဟာလာဟင်းလေးပါဗျာအမိုးဟုမရှိတော့ပါဘူးအကုန်ပြိုကျတဲ့သဘောပါနော်ကဲပေးတဲ့လို့ရှူစားကြပါဗျာဒီလိုတိုင်ကြီးခုနှစ်တိုင်ပျောက်သွားပါလေဗျာအစင်၅တိုင်ပဲနော်ဟိုမှာတိုင်ဟိုမှာတိုင်ခုနှစ်တိုင်ပေါ့ဒီတိုင်ကြီးတွေပါဗျာအမတန်ခိုင်ခန့်အောင်လှုပ်ထတာတော့မှခွန်တဲသမခွန် ငလျင်ပြင်းအားကြောင့်ဒီလိုတိုင်ကြီးတွေပျောက်သွားတယ်ဆိုတာကိုနောက်နှစ်ပေါင်း90တရာကြာတဲ့အခါလူတွေကယုံနန်းစကားလို့ဖြစ်နေမှာဆိုလို့မတန်းတင်ပြထားတာပါနော်။ဒီဘွားတော်ကြီးမထိခိုက်တာဟုတ်ပဲငလျင်ကိုကျေပြုတရားမှာဗျာ။ဒါတော့လုံခြုံရေးမှုပါဗျာ။လက်ရှိတောင်းထမ်းဆောင်နေတဲ့လုံခြုံရေးမှုကအဲဦးစင်းတို့ကိုနေရာတွေလိုက်ပြနေတာပါနော်။ မြင်ရတာလေးရတော့အဲဒီကောင်းမှုရှင်ဂရီးလေးပါဗျာ1360ခုအနောက်မြောက်တိုင်းစစ်ထာနာချုပ်တိုင်မူဘိုချုပ်ကာအေးဒေါ်ဝေဝေဘယ်ဘာလဲတော့မသိလွင်လားခိုင်လားမသိပါတော့အဲတာမောင်စီတူအေအောင်သမီးမတ်တန်နာအေအောင်မတ်ဝေခိုင်ဆိုးအေးရိတ်ဝေမိသားစုကောင်းမှုတယ်ဗျာအခုမြင်နေရတဲ့ဟိုအမောင်ကလေးကတော့ နောက်ဘက်ဆောင်းနှမ်းပါဗျာနော်နောက်ဘက်ဆောင်းနှမ်းပြူကြတဲ့မြင်ကွင်းကိုအပြင်ဘက်ကနေဦးဇင်းတို့တင်ပြပြီးပါပြီ